ကပ္ပောက်ချမ်း25ကပ္ပောက်ချမ်းခိုင်း25သည်အာဗြဟံနှင့်ဘုရားသခင်၏ဗြေညင်အကြောင်းဖြစ်သည်ထို့နောက်မှဗျာဒိတော်အားဖြင့်ထာဝရဘုရား၏နှုတ်ကပတ်တော်သည် အာဗြဟံသို့ရောက်၍အချင်းအာဗြဟံမစိုးရိမ်နှင့်ငါသည်တင်ဤအကာအကွယ်ဖြစ်၏တင်ဤအကျိုးသည် အလွန်ကြီးလာ၏ဟု မိန့်တော်မူလျင် အာဗြဟံကအရှင်ထာဝရဘုရားဓမ္မတက်မြို့သားအေလိယာစာသည် အကျွန်ုပ်၏အမွေခံဖြစ်ရမည်လောအကျွန်ုပ်၌သားမရှိပါအဘေကျေးဇူးကိုအကျွန်ုပ်အားပြုတော်မူမည်နည်းဟု၆ဆို၏တပန်အာဗြံကအကျွန်ုပ်အားအမျိုးအနွယ်ကို ပေးတော်မူမူပါအကျွန်ုပ်၏အိမ်၌ဖွာတော်သူသည်အကျွန်ုပ်၏အမွေခံဖြစ်ရပါမည်တကားဟု၆ဆို၏တပန်သာဝရဖျား၏နှုတ်ကပတ်တော်ရောက်လာသည်ကဤသူသည်တင်ဤအမွေခံမဖြစ်ရတင်ဤကိုယ်ထဲကထွက်တော် သူသည်တင်ဤအမွေခံဖြစ်လိမ့်မည်ဟုမိန့်တော်မူပြီးလျင်အာဗရန်ကိုပြင်သို့ထုတ်ဆောင်တော်မူ၍မိုးကောင်းကင်ကိုမျှော်ကြည့်လော့ကျေများကိုရေတွက်နိုင်လျင် ရေတွက်လော့တင်ဤအမျိုးအနွယ်သည် ထိုသို့ဖြစ်လိမ့်မည်ဟုမိန့်တော်မူ၏အာဗရန်သည်ထာဝရဘုရားကိုယုံကြည်သည်ဖြစ်၍သူ၏ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းကဲ့သို့မှတ်တော်မူ၏တဖန်ငါသည်ဤပြည်ကိုတင်အမွေခံစရာဖို့ တင့်အားပေးလိုသောငါခါလဒဲပြည်သားတို့နေသောပူရမျိုးမှတင့်ကိုထုတ်ဆောင်သောထာဝရဘုရားဖြစ်သည်ဟု မိန့်တော်မူလျင်အရှင်ထာဝရဘုရားဤပြည်ကိုအကျွန်ုပ်အမွေခံအမည်ကိုအဘယ်သို့တိရပါအံ့ဤဟု မေးလျှောက်လေ၏ထာဝရဘုရားကလည်း၃နှစ်အသက်ရှိသော နွားမတကောင်၃နှစ်အသက်ရှိသောစိတ်မတကောင်၃နှစ်အသက်ရှိသောတိုးထီးတကောင် ဂျိုးတကောင်ခိုးတငယ်တကောင်တို့ကိုငါဖို့ယူလော့ဟုမိန့်တော်မူသည့်အတိုင်းထိုတိရစ္ဆာန်အပေါင်းတို့ကိုယူ၍တကောင်တကောင်ကိုထောက်ဝက်စီခွဲပြီးလျှင်ခွဲသောအသားတို့ကိုတစ်ဖက်တစ်ချက်၌ထားလေ၏ငှက်ကောင်တို့ကိုမခွဲငှက်ရဲတို့သည်အတေကောင်တို့အပေါ်သို့ဆင်းလာသောအခါအာဗရန်သည်နှင်းလေ၏နေဝင်သောအခါအာဗရန်သည်ကြီးသောအိတ်ရှင်ဖြစ်အိတ်ပျော်လျက် ထူသောမှောင်မိုင်းနှင့်တွေ့၍ထိတ်လန့်ခြင်းသို့ရောက်လေ၏။ထာဝရဘုရားကလည်းတင်း၏အမျိုးအနွယ်သည် သူတစ်ပါးပိုင်သောပြည်၌ဧည့်သည်ဖြစ်ကြသဖြင့်သူတစ်ပါးတို့၌ကြုံခံခြင်းနှိမ့်ဆက်ညှင်းဆဲခြင်းကိုနှစ်၄၀ပလုံခံရလိမ့်မည်ကို အမှန်တိမှတ်လော။သူတို့ကိုစေခိုင်းသော လူမျိုးကိုလည်းငါစီရင်မည်။ထိုနောက်မှ သူတို့သည်များစွာသောအဥ္စာနှင့်ဖွဲ့ကြလိမ့်မည်။ ်တင်းဒီဘိုးဘေးတို့ထံသို့ငြိမ်ဝက်စွာသွားရလိမ့်မည်အသက်ကြီးရင်လျက်တကြိုချင်းကိုခံရလိမ့်မည်လူမျိုး၄၀လွန်သောအခါသူတို့သည်ဤပြည်သို့ပြန်လာကြလိမ့်မည် အာမောရိအမျိုးသားတို့၏ဒူးဇရအပြစ်သည်မစုံလင်သေးဟု အာဗြံအားမိန့်တော်မူ၏တဖန်နေဝင်၍မိုက်သောအခါမိဖို့မှမိခိုးထွက်လျက်မီးတောက်သောမီးရှူးတတိုင်းသည်ခွဲထားသော အသားရှမ်းအလယ်၌ထင်ရှားစွာ လျှောက်သွားလေ၏ထိုနေ့၌သာဝရဖျားသည် အာဗြံနှင့်ဗြေညင်ပြုတော်မူလျက်အေကုတုမြစ်မှဆ၍မြစ်ကြီးတီးဟုသောဥဖရမြစ်တိုင်အောင်ဤပြည်ကို၎င်းကေနိလူကေနဇိလူကာတမောနိလူဖိတ်တိလူဖေဒဇိလူရေဖိန်လူ အာမောရိလူခာနနိလူဂိရကာရှိလူရေဘူးတိလူတို့ကို၎င်းတင်ဤအမျိုးຫນွယ်အား ငါအပ်ပေးပြီဟုမိန်တော်မူ၏ကပောက်ချံအခိုင်း15ပြီးပါပြီအားလုံးကိုဘုရားသခင်သာ၍ကောင်းချီးပေးပါစေအာမင်